မွန်နိုဂိုတွေကရှင်ပန်ဒီမျိုးစိတ်ဖြစ်တာကြောင့် DNA ရလူသားတွေနဲ့နှီးဆက်ဆုံးမျိုးစိတ်ဖြစ်ပါတယ်။မေးလိုက်ခြင်းနဲ့ပတ်သက်ရင်တော့သူတို့ကလူသားတွေနဲ့လုံးဝကွာခြားပါတယ်။မွန်နိုဂိုတွေကသဘာဝအဖြစ်ဖော်ယူကြပါတယ်။သူတို့ကခိုင်ရန်လုံးဝမဖြစ်ဘဲအမြဲတမ်းတဟတာတာဖြစ်နေကြတာပါ။သူတို့ဒေါသမထွက်ရခြင်းကဘာကြောင့်များပါလဲ။ဒါကမေးလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။သူတို့ကအရာအလုံးကိုမိလိုက်ခြင်းနဲ့ဖြည့်ရှင်းနိုင်ပါပဲ။မွန်နိုဂိုနှကောင်ပဋိမကဖြစ်တဲ့အခါမိလိုက်ကြပါတယ်။ မေးလိုက်တာကသူတို့ရဲ့တိုက်ခိုက်ပုံဖြစ်နေတာကြောင့်ပါမေးလိုက်ပြီးတဲ့အခါသူတို့ကတငယ်ချင်းတွေဖြစ်သွားကြပါတယ်တကယ်လို့ဖိုးနှကောင်စိတ်ဆိုးတဲ့အခါပွေဖက်ပြီးနန်းကပြဒနာဖြေရှင်းကြပါတယ်မားနှကောင်စိတ်ဆိုးတဲ့အခါပွေဖက်နန်းကြပြီးသူတို့ကိုလိန်သူရှိသူတွေလို့မှတ်ယူလိုက်ပါတကယ်လို့တင်ကတငယ်ချင်းတယောက်ကိုတွေ့ရင်မင်္ဂလာပါလို့နှုတ်ဆက်ပါမယ်တင်ကိုကူညီတဲ့အခါချီးကျူးတင်ပါတယ်လို့ပြောပါမယ်ဒါပေမဲ့မိုးနိုဘိုတွေကတငယ်ချင်းတယောက်ကိုတွေ့ရင်မေးလိုက်ပါတယ်ဆိုတော့တယောက်ကကူညီရင်မေးလိုက်ပါမယ်ပိုရင်မေးလိုက်ရတာပြန်လာရင်မေးလိုက်ပါတယ် သူတို့ဆန်စားတဲ့အခါမိတ်လိုက်ကြပါလေတစုံတယောက်စိတ်မကောင်းဖြစ်တဲ့အခါတင်နာလေတော့ပါပြီသူတို့တို့အကြောင်းပြချက်မလိုပါဘူးခွင့်ရရတာနဲ့စတင်ကြပါလေဖွယ်ထဲမှာရှိတဲ့အဖွဲ့ဝင်တိုင်းဟာတယောက်နဲ့တယောက်မိတ်လိုက်ကြပါလေတိရမြညာရှင်တွေကဒီဖြစ်စဉ်ကိုအကျိုးသက်ရောက်မှုရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါကသူတို့ရဲ့စိတ်ကိုငြိမ်သက်စေပြီးဒေါသနဲ့အကြမ်းဖက်မှုကိုလျော့သွားစေတယ်လို့ဆိုပါတယ်။ ပဲလိုက်ရင်ဖြစ်ရင်တော့ဒီလုပ်ငန်းစဉ်နဲ့ဖြည့်ရှင်းကြပါလေ။ရာရာကိုမေတ္တာနဲ့ဖြည့်ရှင်းလို့မရဘူးလို့ပြောတဲ့လူရှိရင်ကျွန်တော်မှအသက်ရှိတဲ့ဥပမာတစ်ခုရှိပါတယ်။အဲဒါကတော့ clown fit တွေဖြစ်ပါတယ်။ clown fit တွေကရှစ်စရာကောင်းတော့ငားတွေထဲမှာပါဝင်ပါတယ်။လုံုံရေးရသူတို့ကပင်လယ်ပန်းဝင်နေထဲမှာနေထိုင်ကြပါတယ်။ပင်လယ်ပန်းဝင်နေကအရှာငားတွေကိုလက်တံနဲ့ထိုးပြီးအင်တာနက်အစိတ်ပြင်ပါတယ်။ clown ငားတွေကိုတော့အန်ဒီရမပေးပါဘူး။ ဒီနေ့တော့ကလောင်ကားဒီအားလုံးကမွေးရပါအဖူတွေပါဖွဲ့ထဲမှာအကြီးဆုံးကားကအမဖြစ်ပါတယ်စိတ်မပူပါနဲ့နောက်တော့တင်နားရတော့ပါလိမ့်မယ်နောက်ပြီးဒုတိယအကြီးဆုံးကားကမိတ်လိုက်တဲ့အဖူပါရှားကားငယ်လေးကဘာမှအလုံးမလုပ်တဲ့ငါးပေါက်လေးတွေပါမိတ်လိုက်ဖို့ချိန်တန်တဲ့အခါငါးစုံတွေကသူတို့အိမ်ဘေးကကြောက်တုံးကိုတန့်ရှင်းရေးလုပ်ကြပါတယ်ပြီးတော့အမကပင်နဲ့ပန်းမွေအညီမှာဥပေါင်းတစ်ထောင်လောက်ဥစားပါတယ် ဘိုးလေးကလည်းသူ့ရဲ့တုပ်ဘိုးကိုဥရီဘိုးကိုပတ်ဖြန်းပါတယ်။ဒီအခါဖေတွေကဥရီကိုစောင့်ချောက်ဖို့တာဝန်ယူပါတယ်။သူကအဲ့ဒီနေရာကိုအမြဲတန့်ရှင်းရေးလုပ်ပါတယ်။မကောင်းတဲ့ဥရီကိုလည်းလွတ်ပစ်ပါတယ်။ပြီးတော့ဥရီအောက်ဆီဂျင်ရရှိကိုလေနဲ့မှုတ်ပေးရပါတယ်။စင်ကာလာကြတဲ့အခါကလောင်းကအစ်စ်တီဖောက်လာပါတယ်။ဒီလိုမှဒေဝရဲ့အဲ့ဒီအဖိုးကအမအဖေပြောင်းသွားပါတယ်။ခါကဘာကြောင့်လဲလို့တင်မေးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဖိုးတွေကဇနီးတွေကိုအမှတ်ရလို့လိန်ပြောင်းလိုက်တာဖြစ်ပါတယ်။ တကယ်တော့အသိပဲမြင်ရချင်းနေတော့ဘာကြောင့်လိမ်ပြောင်းရလဲဆိုတာမသိပါဘူးကျွန်တော်ကကျွန်တော်ရဲ့တီရိုကြီးကိုပြောခဲ့တာပါခုတော့သူကသူမအဖြစ်ပြောင်းလဲသွားပါပြီ။ဘာပေါလေးရဲ့မှာတက်ကြသောအကောင်ကအဖို့ဖြစ်သွားပါနဲ့။ပြီးတော့မျိုးဝါချင်းဆက်လုပ်ပြီးဘဝဆက်ဝန်းကလည်းပတ်နေပါရဲ့။နာမွေးကလေးကအဖို့ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ဒါပေမဲ့ခုတော့ငါရဲ့လင်ကအမဖြစ်နေပါပြီ။ဒါကဘာကြောင့်များပါလဲ။ကိုမတ်မှာမဆက်ရေးခဲ့ပါအောင်။ ခရီးမြောင်းတွေကိုအမေရိကန်နောက်တောင်ပိုင်းနဲ့မက္ကဆီကိုမြောက်ပိုင်းတစ်လျှောက်လုံးမှာတွေ့ရပါတယ်သူတို့ဟာတကယ်တော့နာမည်ကြီးပါတယ်ပိုကီမွန်နဲ့ကဆယ်လက်စတီကိုတင်တည်ရင်ဒါဟာအိမ်မြောင်းတွေကနေအတူယူထားတာပါသူတို့ရဲ့မေးလိုက်ရှင်းကြောင်းပြောရရင်ဘိုနိုဘိုတွေတဲ့တောင်စိတ်ဝင်စားကြကောင်းပါတယ်မေးလိုက်ကိုအချိန်တန်တဲ့အခါအိမ်မြောင်းတွေကအဖို့ကိုချပါတယ်ပေါ်ရင်အများကြီးရှိရာကြောင့်ရှားရတာမခတ်ပါဘူး။အော်တွေ့တာနဲ့သူ့အဖော်ရဲ့ကြောဘော်ကိုရှက်ချင်းတက်စီးလိုက်ပါလေ။ပြီးတော့အဖော်ကိုပတ်ပြီးခန္ဓာကိုယ်ကိုရေးပတ်လိုက်ပါလေ။ပြီးရင်ဝမ်ဖိုက်နေရာကိုကိုက်လိုက်ပါလေ သူရဲ့နောက်ရှိတော့တွေနဲ့အဖော်ရဲ့ခန္ဓာကိုချုပ်ပြီးဒီလုပ်ငန်းစဉ်ကိုလုပ်ပါတယ်အခုသူကစင်ပြီးသူ့အဖော်ကသူ့အပေါ်ပြန်တက်စီပါတယ်ဂျပန်ဝမ်ပိုက်ကိုပြန်ကြိုက်ပါတယ်ခန္ဓာကိုယ်နဲ့အမီးရေပက်ပြီးလုပ်ငန်းစဉ်ကိုလုပ်ပါတယ်နှာခေါင်းနဲ့ပိုးတဲ့အိမ်မြောင်တွေဒီလိုတွေ့ကပ်နေတာတင်မြင်ဘူးမှာပါဘာကဘာကိုဆိုလိုတာလဲသူတို့ဘာလုပ်နေကြတာလဲမကအဖိုးဘော်ကိုဘာလို့တက်စီနေတာလဲ တကယ်တော့ဒီအိမ်ကြောင်တွေကိုရွေးချယ်မှုမြူခြင်းမျိုးဆက်ခြင်းတွေနဲ့ဖန်တီးထားတာပါ။တရားကနေဒီဟာကိုဘလို့ဖန်တီးလိုက်တာလဲလို့မေးစရာရှိပါတယ်။တိဗက်မိညာရှင်တွေကအဖို့မလို့ပဲမျိုးဝါနိုင်တဲ့ဒီလိုတရဝါတွေကိုဖန်တီးခဲ့တာပါ။ဟုတ်ပါတယ်။သူတို့အားလုံးကအမတွေပါ။သူတို့ကမျိုးဝါငင်းမရှိပဲမွေးဖွားပြီးမွေးကင်းစတွေကလည်းအမတွေပါ။နှစ်ကောင်လုံးကအမတွေဆိုဘာလို့ဒီလိုလုပ်နေကြတာလဲ။ဒီလိုလုပ်ရင်သူတို့ဘာအကျိုးရလဲ။ဒီလိုလောက်တာဥကျင်းလုပ်ငန်းစဉ်ကိုပုံမှန်မြန်စေတယ်လို့သိပ္ပံမြန်ရှင်ကြီးကဆိုပါတယ် ဒါကြောင့်မဲသူတို့ကလိန်လူရှိသူအိမ်ညောင်းဆိုတဲ့ဘွဲကိုရရှိခဲ့ကြတာပါ။ရစတဲ့ကိုဆက်လက်ထိန်းသိမ်းမှုအတွက်အဖိုးလေးမလိုအပ်ပါဘူး။ပြီးတော့ကျွန်တော်လောင်းရပါတယ်။ကိတ္တတဝါဒီကမျိုးသမီးဝါဒီလူအဖွဲ့စည်းရဲ့အနှစ်သက်ဆုံးတတဝါဒီပါ။မျိုးသမီးဝါဒီကြီးကတော့အိမ်မြောင်တွေကိုရှစ်လားမရှိဘူးလားဆိုတာတော့ကျွန်တော်မသိပါဘူး။ကျွန်တော်ကတော့အားလုံးကိုရှစ်ပါရဲ့။ကျွန်တော်ကတော့ follow ခဲ့ပါအောင်။